မင်္ဂလာညချမ2025ခုနှစ်ဇွန်လ2ရက်နေ့ရေဒီယိုအန်ယူဂျီညပိုင်းပြည်တွင်သတင်းတွေကိုတင်ပြပေးသွားပါမယ်ကျွန်မကတော့ຫນွေဦးမှမှာဓမ္မအောင်ဆုံးတင်ပြပေးမယ့်သတင်းကတော့အာနာရှင်မန္တမဆန်းချင်ရဲ့ဒန်းသူညီမရဲ့အတွက်ဤပေါင်းဆောင်ပတ်ပေါင်းဆောင်နဲ့နေရာတီတီကပါဝင်နေကြတဲ့ LGBTI2+ ရဲဘော်ရဲဘက်များကိုဂုဏ်ပြုအပ်တယ်လို့လူခွေရေးဆိုင်ရာဝန်ကြီးဆိုတဲ့သတင်းပဲဖြစ်ပါတယ်ဆီယနာရှင်စနစ်ပါဝင်အာနာရှင်မန္တမဆန်းချင်ရဲ့ဒန်းသူညီမရဲ့အတွက် ဒီပေါင်းစုံဗတ်ပေါင်းစုံနဲ့နေရာတိတိကပါဝင်နေကြတဲ့ LGBTI2+ ရဲဘော်ရဲဘက်များကိုဂုဏ်ပြုအပ်တယ်လို့ NUG လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းကပြောပါတယ်။နေ့စဉ်နှစ်တိုင်းကျင်းပနေတဲ့ဇွန်လ LGBTI2+ Pride Month တနေ့အဖြစ်လိင်စိတ်ကွဲပြားသူများအားဂုဏ်ပြုတဲ့လမှာဆရာနာရှင်စနစ်အပါဝင်အာနာရှင်မန္တမြဆန့်ကျင်ရေးဒန်းလူကြီးများရဲ့အတွက်ဤပေါင်းစုံဗတ်ပေါင်းစုံနဲ့နေရာတိတိကပါဝင်နေကြတဲ့ LGBTIQ+ ရဲဘော်ရဲဘက်များကိုဂုဏ်ပြုအပ်ပါတယ်လို့ပြောပါတယ်။လက်ရှိမှာထိုင်းနိုင်ငံဘန်ကောက်မြို့တွင်လိင်စိတ်ခံယူမှုစုံလင်ကွဲပြားသူများနှင့် Pride Entertainment လမ်းလျှောက်ပွဲတွင်မြမဆရာနာရှင်စနစ်ဆန့်ကျင်လှုပ်ရှားသူများကအာနာရှင်တွေပြုချာရေးကြွေးကြော်သံများဖြင့်ဆန္ဒပေါ်ထုတ်ခဲ့ကြတယ်လို့ရန်ကုန်မြို့မှာလည်းဆန္ဒပြမှုတွေပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။ဂျမစယုစုဟာနိုင်ငံတော်အာဏာကိုလူယူပြီးနောက်ရဲသား2000ကျော်ဖမ်းဆီးထားပြီးလူပေါင်း6000ကျော်တပ်ဖြတ်ခဲ့ရာ LGBTI2+ များနဲ့နှစ်နာခံစားခဲ့ရပါတယ်ရှင်။ရည်ပြည်ကြောင်းများရှိဘုံခုခြင်းဒုဖို့ခြင်းနဲ့လေကြောင်းရန်ကာကွယ်ခြင်းတို့နဲ့ဆက်လင်၍လူအချက်နဲ့ဆောင်ရွက်ထားရှိမှုခြင်းများဆွေးနွေးတဲ့တဲ့ရင်းကိုဆက်လက်တင်ပြပေးပါမယ်။ CRPH ပညာရေးကော်မတီကဦးဆောင်၍မြို့သားညီညွတ်အစိုးရပညာရေးဝန်ကြီးဌာနပြည်ထောင်စုလူမှုကြီးကြပ်ရေးဝန်ကြီးဌာနလူသားချင်းစာနာထောက်ထားရေးနဲ့ BNL ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနတို့မှတာဝန်ရှိသူများနဲ့အတူ တိုင်းဒေသကြီးများရှိပညာရေးဘုတ်တာဝန်ခံများတွဲဆုံဆွေးနွေးမှုအားမေလ30ရက်နေ့ကျင်းပခဲ့ပါတယ်။တွဲဆုံပွဲမှာတယောက်လာကြတဲ့တိုင်းဒေသကြီးများရှိပညာရေးဘုတ်ဖွဲ့ဝင်ဆရာဆရာမများကမြေပြင်ကျောင်းများရှိဘုံခိုခြင်းတူဖော်ခြင်းနဲ့နေကျောင်းရန်ကာကွယ်ခြင်းနဲ့ဆက်လင်ရလိုအပ်ချက်များနဲ့ဆောင်ရွက်ထားရှိမှုအခြေအနေများ CRPH ထောက်ပံ့ပေးနိုင်မှုအစီအစဉ်များအားမေးမြန်းခဲ့ရာသက်ဆိုင်ရာဝန်ကြီးဌာနများနဲ့ပညာရေးကော်မတီမှတာဝန်ရှိသူများကပြန်လည်ဆွေးနွေးခဲ့ပါတယ်။ ပြည်ဆောင်ပွဲသို့ပညာရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များဒိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များမြို့သားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနမှဒုတိယဝန်ကြီးကြားထွက်ပန်းလူသားချင်းစာနာထောက်ထားရေးနှင့်ဘေးရန်နှင့်ဆိုင်ရာစီမံခန့်ခွဲဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာငိုင်းထံမောင်းနှင့်ဒီရဲနေလူမှုကြီးကြဲဝန်ကြီးဌာနမှအတွင်းဝင်များနဲ့တကွာတိုင်းဒေသကြီးများရှိပညာရေးပုံဖွဲ့များတက်ရောက်ခဲ့ကြပါရဲ့ရှင်။ ဆက်လက်တင်ပြပေးမယ့်သတင်းကတော့ဘေကင်းသောစစ်ရုံများတိစောက်နိုင်ရေးကျွမ်းမိုင်ဝန်ကြီးဌာနဒုတိယဝန်ကြီးပမခဒေါက်တာခင်မောင်လင်းကတိုက်တွန်းတဲ့သတင်းပဲဖြစ်ပါတယ်။ဘေကင်းသောစစ်ရုံများတိစောက်နိုင်ရေးကျွမ်းမိုင်ဝန်ကြီးဌာနဒုတိယဝန်ကြီးပမခဒေါက်တာခင်မောင်လင်းကတိုက်တွန်းဆိုလိုက်ပါတယ်။အလုံးသီးတဲ့အတိုင်းပဲမြေပြင်မှာတော်လိုင်းတပ်သားတွေကိုစစ်ကူတာမှုပေးနေတဲ့ကျွန်တော်တို့ရဲ့ကျွမ်းမိုင်ဝန်ထမ်းတွေကိုဂျမတ်စစ်ကောင်စီကဝင်ဟင်ကနေချင်းကြောက်ပုံကျဲနေတာအလုံးသီးပဲဖြစ်ပါတယ်။ ီလောက်ဘုံတွေကျဲနေတဲ့ကြားတွေကမိမိရဲ့အသက်ကိုပဓာဏမထားဘဲနဲ့ရှည်တန်းစစ်မြေပြင်တွေမှာပြည်သူပြည်သားတွေရဲ့စက်မိုင်းရင်နဲ့ထိခိုက်ဒဏ်ရာရတဲ့ရဲဘော်များကိုစောင့်ရှောက်ပေးနေကြတဲ့လူတွေရဲ့ရဲစွမ်းတက်တိကိုမချီးကျူးပဲမနေနိုင်ပါဘူးအခုကတော့စိန်ခေါ်မှုတရက်ဖြစ်လာပါတယ်မြေပြင်မှာရှိတဲ့စက်မိုင်းရင်စောင့်ရှောက်မှုပေးနေချိန်မှာဘုံကျဲတိုက်ခိုက်တာတွေက ဂျမိုင်းဝန်ထမ်းတွေအတွက်စိန်ခေါ်မှုဖြစ်လာတာကြောင့်သူတို့အတွက်အသက်အန္တရာယ်လဲကင်းဝေးအောင်ဂျမိုင်းရေးစောင့်ရှောက်မှုလဲလုပ်နိုင်အောင်ဆိုပြီးတော့မြေအောက်ဆေးရုံတွေတိစောက်ဖို့စဉ်းစားလာကြတယ်။အဲ့ဒီစဉ်းစားချက်ကနေခြေခံပြီးစိတ်ချလုံခြုံရတဲ့ဆေးရုံခံပင်ပေါ်ပေါက်လာတာဖြစ်ပါတယ်လို့ဆိုပါတယ်။ Safe Hospital Safe Healthcare Campaign ကိုရီမန်းချက် Target American Dollar 4သိန်းသတ်မှတ်ထားပြီး Campaign ကလမေလ24ရက်နေ့မှဇွန်လ30ရက်နေ့အထိပါဝင်နိုင်မှာပဲဖြစ်ပါတယ်။ Campaign ဆောင်သေးစိတ်ဖတ်ရှုနိုင်ရန် ကျမိုင်ဦးညီဌာနမြို့သားညီညွတ်အစိုးရ Facebook page စာမျက်နှာမှာဖော်ပြထားပါတယ်ရှင်။ငလင်ဘေးသည့်မြန်မာပြည်သူတိတိသမတတန်းအတွက်တောင်းခံထားသောအမေရိကန်ဒေါ်လာ295သက်အနက်မှဒေါ်လာ63တက်သမ9ခန်းသာလက်ခံရရှိထားသေးတယ်လို့ UNO ချမြန်မာထုတ်ပြန်တဲ့သတင်းကိုဆက်လက်တင်ပြပေးပါဦးမယ်။ငလင်ဘေးသည့်မြန်မာပြည်သူတိတိသမတတန်းအတွက်တောင်းခံထားတဲ့အမေရိကန်ဒေါ်လာ295သက်အနက်မှဒေါ်လာ63တက်သမ9ခန်းသာလက်ခံရရှိထားသေးတယ်လို့ဆိုပါရတယ်။ မြန်မာနိုင်ငံတွင်ဖြစ်အားဖြင့်ငလင်ကြီးလှုပ်ခတ်ခဲ့ပြီးနလကြော်ကြားတွင်ငလင်မင်းနစ်မိသားစုများသည့်နေထိုင်မှုဘဝပုံမှန်ပြန်ဖြစ်တည်ရေးအတွက်ခက်ခဲများကိုရင်ဆိုင်လျက်ပြန်လည်ထူထောင်ရေးအတွက်ဆက်လက်ရုန်းကန်နေရဆဲဖြစ်တယ်လို့ဆိုပါတယ်။မန္တလေးနဲ့စကိုင်းရှိနေရဲဆုံးခွာတင်းရှောင်းနေရသည့်ထောင်ပေါင်းများစွာသောမိသားစုများသည့်လူထူထပ်ပြီးလုံခြုံမှုနယ်သောယာယီခိုလိုရာနေရာများမှဆက်လက်နေထိုင်နေရဆဲဖြစ်ကယာယီစခန်းများစွာသည့် ပြင်းထန်သောရာသီဥတုံကိုကြမ်းကြမ်းခံရစိတ်မချရသည့်အတွက်မိုးကြလာပြီးဖြစ်သည့်နည်းများဘေးဒဏ်ခံစားရသူများအတွက်ဘေးအန္တရာယ်များလည်းပုံမှန်များပြားလာနေတယ်လို့ထောက်ပြထားပါတယ်။မြန်မာနိုင်ငံတွင်လူသားချင်းစာနာမှုဆိုင်ရာအကူအညီလိုအပ်နေသူလူဦးရေ16တသမ9တန်းဖြင့်လိုအပ်ချက်စံချိန်တင်မြင့်တက်နေပြီးငလျင်ပြီးတွင်ထပ်တိုးလူဦးရေ2တန်းသည့်ရေးပေါ်အကူအညီလိုအပ်လျက်ရှိတယ်လို့ UNOCHA မြန်မာကထုတ်ပြန်ထားပါတယ်။ မလ28ရက်မွန်လွဲပိုင်းမှာလှုပ်ခတ်ခဲ့တဲ့စကိုင်းကလေးကြောင့်လူရေ3000ကျော်သေဆုံးခဲ့ရပြီးမြို့ပြများနဲ့ခြေလက်ဒေသများမှာအကြီးအကျယ်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီးသက်ဆုံးရှုံးမှုအင်ဂျင်နဲ့အခြေခံဆောင်းများပျက်စီးခြင်းတပ်မဝင်ကြောင်းမှုများထိခိုက်ခဲ့ပါတယ်ရှင်။ကွန်ဆန်စုကြည်ရဲ့အသက်80ပြည့်မွေးနေ့မှာထိမ့်မှန်နေတဲ့ challenge တစ်ခုလုပ်ဖို့အငယ်ဖြစ်သူကိုထင်လင်းဖိတ်ခေါ်တဲ့သတင်းကိုဆက်လက်တင်ပြပေးပါမယ်။ကွန်ဆန်စုကြည်ရဲ့အသက်80ပြည့်မွေးနေ့မှာထိမ့်မှန်နေတဲ့ challenge တစ်ခုလုပ်ဖို့ တားငယ်ဖြစ်သူကိုထိန်လင်းကဖိတ်ခေါ်လိုက်ပါတယ်။ဒီဇွန်လမှာမိမိရဲ့အသက်80ပြည့်မွေးနေ့အထိမ်းအမှတ်နေနဲ့အတိတ်ပဲရှိတဲ့ challenge တစ်ခုလုပ်ဖို့ဖိတ်ခေါ်ချင်ပါတယ်။ကျွန်တော်ကတော့ကီလိုမီတာ80ပြေးပါမယ်။ဒါပေမဲ့ကျွန်တော်လိုပဲပြေးရမယ်လို့မဆိုလိုပါဘူး။ကို့အတွက်အတိတ်ပဲရှိတာတစ်ခုခုလုပ်ဖို့ပဲလိုပါတယ်။နံပါတ်80နဲ့ဆက်ဆက်ပြီးကို့ကိုယ်ပိုင် challenge တွေသတ်မှတ်နိုင်ပါတယ်။ဥပမာတစ်နေ့ကိုမိနစ်80ပြေးမယ်ကမယ်။ပန်းပွင့်80စုမဲ့စားစအမျိုး80ချက်မဲ့စားအုပ်80လုမဲ့ဒါမှမဟုတ်မိမိအတွက်မြမအတွက် ကိုအတွက်ကိုရည်စူးတဲ့လုပ်ရက်ဂျင်နာနဲ့မြစ်တာစေတနာပါတဲ့လုပ်ရက်80လုပ်မယ်ဆိုလဲရပါတယ်လို့ကိုထင်လင်းကပြောပါတယ်။ဒါဟာအားကစား challenge တစ်ခုထပ်ပေါ်တဲ့လှုပ်ရှားမှုဖြစ်ပြီးတော့ဆန်းစုကြည်ရဲ့ဘဝနိနာခံတတ်မှုနဲ့စိတ်သက်ကိုဂုဏ်ပြုခြင်းဖြစ်တယ်လို့တားငယ်ကိုထင်လင်းကပြောပါတယ်။နိုင်ငံတော်ဤတမင်ငယ်ပုဂ္ဂိုလ်တော်ဆန်းစုတီကိုစီယိုစုကအချင်းချင်းအချင်းချခဲ့ပြီး၎င်းရဲ့ဘဝတစ်ခုလုံးကိုမြန်မာပြည်သူပြည်သားများနဲ့ဒီမိုကရေစီအတွက်ပေးအပ်ခဲ့တာဖြစ်ပါတယ်ရှင်။ ဇွန်လအတွက်အွန်လိုင်းလွင့်ချီနွေဦးထီလက်မှတ်များစတင်ဝယ်ယူကန်ဆန်းနိုင်ပြီဆိုတဲ့သတင်းကိုလည်းတင်ပြပေးပါအောင်မယ်။ဇွန်လအတွက်အွန်လိုင်းလွင့်ချီနွေဦးထီလက်မှတ်တွေစတင်ဝယ်ယူကန်ဆန်းနိုင်ပြီဖြစ်တယ်လို့နွေဦးထီမိသားစုကအသိပေးဆိုပါရယ်။ဇွန်လကန်ထူးရှင်ကြီးဖြစ်ရန်ဒီနေ့စတင်ကန်ဆန်းနိုင်ပါပြီ။စူရူးတွေစူကြီးတွေနဲ့စုံညီစွာမြန်မြန်ဆိုင်ဆိုင်ရရှိနေကြပြီးနိုင်ငံကုန်ဆောင်ကန်ထူးရှင်ဖြစ်လွဲချော်သွားတဲ့သူတွေအနေနဲ့စိတ်ဓာတ်မကြပဲဇွန်လမှာထပ်ပြီးကန်ဆန်းမှုဖိတ်ခေါ်ပါရစေလို့ဆိုပါရယ်။ ိမ်မက်တွေကိုအကောင့်ထည့်ပေါ်နိုင်မှုအတွက်ကိုရင်ကိုကျစိတ်ကြိုက်ဝယ်ယူလို့ရတယ်လို့ NOHK ကဝီဖြစ်လက်ဆောင်ကနေလဲကန်ဆန်းနိုင်တဲ့အပြင်နိုင်ငံတကာကိုယ်စားလှယ်ကြီးများထံမှလည်းအားပေးကန်ဆန်းနိုင်တယ်လို့သိရပါတယ်။မြို့ချီအမတ်စဉ် NOH 2025051ဖွင့်ပွဲခန္ဓာကိုဂုံယူစွာပွင့်လင်းနိုင်ခဲ့ပြီးသိန်း900ကန်ထူးရှင်တဲ့ကွာဂရီးစုများအပြင်စူရူးတွေဝေဝေဆဆာနဲ့ပေါ်ထွက်ခဲ့ပါတယ်ရှင်။ မမိုးတို့ရဲ့အိမ်ပြန်လန်းကမ်ပိန်းအားခိုင်နှုန်းအားလုံးပြည့်မီအောင်အားလုံးဝမ်းရံပေးကြရတဲ့တုန်တဲ့တဲ့ရင်ကိုတင်ပြပေးပါအောင်မယ်မမိုးတို့ရဲ့အိမ်ပြန်လန်းကမ်ပိန်းဟာ88ရာခိုင်နှုန်းကိုရရှိနေပြီဖြစ်လို့ရာခိုင်နှုန်းအားလုံးပြည့်မီအောင်အားလုံးဝမ်းရံပေးကြရတဲ့တိုက်တွန်းလိုက်ပါတယ်မမိုးတို့ရဲ့အိမ်ပြန်လန်းလေးဇွန်လ9ရက်နေ့ထိရှိနေမှာဖြစ်ကြောင်းတဲ့ရင်ကောင်းပါအပ်ပါတယ်ခုဆိုရင်မမိုးရှိသူတွေရဲ့ဝမ်းရံအားဖြစ်မှုနဲ့မမိုးတို့ရဲ့ကမ်ပိန်းလေးဟာ88ရာခိုင်နှုန်းရရှိနေပါပြီရာနှုန်းပြည့်နဲ့မမိုးတို့ပန်းဝင်နိုင်အောင်ဝိုင်းချစ်ပေးကြမယ်လို့ဆိုထားပါတယ် မမိုးတို့ရဲ့အိမ်ဖြန်လန်း Way Home Campaign ဟာမမိုးတို့ရဲ့ဖြစ်ဆက်စစေဝါနဲ့ဂျမားရဲ့နေ့စဉ်ထိမ့်သိမ်းဆောက်ရှောက်ရေးအတွက်ပါဝင်ကူညီနိုင်မဲ့အစီအစဉ်လေးတစ်ခုဖြစ်ပါတယ်။ဒီ campaign လေးကို New Urban Spring Development Bank ရဲ့ Spring Crowdfund ကနေလွယ်ကူလှည့်မြန်းစွာပါဝင်နိုင်မှာပဲဖြစ်ပါတယ်ရှင်။ ခုနောက်ဆုံးတင်ပြမယ့်သတင်းကတော့ What happened to the wolf ရုပ်ရှင်ကိုအမေရိကန်မှာဇက်တိုက်ပြသသွားဖို့ရှိတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ What happened to the wolf ရုပ်ရှင်ကိုအမေရိကန်နိုင်ငံကမြို့ကြီးများမှာဇက်တိုက်ပြသသွားဖို့ရှိတယ်လို့သတင်းရရှိပါတယ်။ What happened to the wolf ရုပ်ရှင်ကို US မှာနောက်ထပ်ပြသသွားဖို့ရှိတဲ့မြို့တွေကိုကြေညာပေးလိုက်ပါတယ်။ Sacramento မြို့ California State မှာဇူလိုင်12ရက်နေ့နဲ့ Melbourne မြို့ Washington State မှာဇူလိုင်12ရက်နေ့မှာပဲပြသသွားဖို့ရှိပါတယ်။ San Francisco မြို့ပွဲအတွက်ကိုလည်း ဂျူ29မှာပဲပွဲချိန်တစ်ချိန်ထပ်တိုးပြသပေးသွားဖို့ရှိပါတယ်လို့ဆိုပါတယ်။ What happened to the Wu ပြုရှင်ဟာ Bournemouth International Film Festival မှာ Simon Cassie Award of Best Performance ဆို Delhi International Film Festival မှာ Best Narrative Feature ဆို Honorable Film Festival မှာ Best Narrative Feature ဆိုတို့ကိုစုခွာရှိခဲ့ပါတယ်။ပိုင်ဖြိုသူအိန္ဒြာကျော်စင်တို့အဓိကဆက်ဆောင်တွေအဖြစ်ပါဝင်ထားတဲ့ What Happened to the Wolf ရုပ်ရှင်ကို Director Na Ji ကရိုက်ကူးထားတာပဲဖြစ်ပါတယ်ရှင်။ ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်တာကြီးမှပေးပို့ထားတာဖြစ်ပါတယ်ရှင်။